Hello အားလုံးမင်္ဂလာပါအောင်ဖိုးမန်ချင်းကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒါညကပွဲစဉ်တွေအပြီးမှာပရီးမီးယားလိမှာဆိုလို့ရှိရင်ဒါပွဲစဉ်30ကစားလို့ပြီးသွားပြီပေါ့နော်။ဒါတပွဲတော့ကျင်သေးတယ်ပေါ့ဗျာ။အဲ့ဒီပွဲက Sunderland နဲ့ Everton တို့ရှင်မင်းကစားမယ်ပွဲပေါ့။ဆိုတော့ကျန်တဲ့9ပွဲစလုံးကျွန်တော်ကစားပြီးသွားပြီ။ဆိုတော့ weekend round နဲ့လေးကျွန်တော်တို့ဒါပြောကြည့်အောင်ပါ။ပထမဆုံးကတော့ကျွန်တော်တို့ဒီ Crystal Palace နဲ့ Brentford တို့ပွဲမှာ Palace က9ဂိုးမရှိဆိုတဲ့ရလနဲ့ကျွန်တော်9နဲ့ဘုံဒီ ဘရန်ဖူဘောနော်ဘရန်ဖူအတွက်အစားအသောက်အရာရာအပြောင်းလဲဖြစ်ထားတဲ့ဒီယာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တချို့အသင်းတွေကိုဒုက္ခပေးထားနိုင်ပြီမဲ့လို့ခရစ်စတယ်ပဲလစ်လိုကြီးကြီးလေးလေးကစားတဲ့အသင်းတို့ level အသင်းတွေဆိုလို့ရှိရင်ကောင်းကောင်းဒုက္ခပေးနေတဲ့အသင်းတွေတွေ့တဲ့အခါကျွန်တော်တို့2-0ဆိုတဲ့ရတဲ့နဲ့တို့တွေရှုံးနေသွားတယ်ပဲလစ်ကဒီယာဒီမှာတော်တော်ကောင်းတဲ့အသင်းမှာဒါအားလုံးလဲကျွန်တော်မြင်ထားကြပြီးသားပဲဆိုတော့တို့ level တန်းတူအသင်းတွေဆိုရင် ပရစ်စတဘဲလစ်ကကောင်းကောင်းဒုက္ခပြနေနေတယ်မှာပါတယ်တိုက်စစ်မှာဆိုလို့ရှိရင်လည်းဟိုစာတို့ပြီးလို့ရှိရင်မာတီတာတို့ကအရင်ကောင်းနေပြီးတော့ဒီမတိုင်ခင်ကလည်း EFN ကတ်မှာသူတို့လေပေါင်းကွင်းထိသွားပြီးတော့သုံးခုပြက်ဒီပါတယ်အနိုင်ယူပြထားတာဆိုတော့ဗောနော်ဒီပွဲဟာခရစ်စတဘဲလစ်အတွက်ဘယ်လိုပြောမလဲအဲ့ဒီပွဲစဉ်နိုင်ပွဲအပီမှာထပ်ပြီးတော့အနိုင်ယူနိုင်ဖို့အတွက်အာ energy booster ဖြစ်ခဲ့တဲ့ပွဲလို့တော့ကျွန်တော်ပြောရတယ်။ဒါကြောင့်ဒီပွဲမှာဆိုလို့ရှိရင်အိမ်ကွင်းလေးဖြစ်တော့ Crystal Palace ကနှစ်ဂိုးကိုမရှိဆိုတဲ့ရလနဲ့ကျွန်တော်နိုင်တယ်။နီးပြ Oliver Glasner ရဲ့အသင်ကတော့ ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့ပူကောင်းလာတယ်လို့ပဲကျွန်တော်ပြောရမယ်။တချို့ကစားမကောင်းတွေလက်လွတ်ထားရပြီမဲ့လေလို့ပေါ့နော်။ဆိုတော့နောက်တဲ့ဘက်က Nottingham Forest နဲ့ Manchester United တို့ရဲ့ပွဲပါ။ဆိုတော့ဒီပွဲကတစ်ဖက်နှစ်ကူးစီတည်ကြခဲ့တော့ MOD ရဲ့အသင်တွေသုံးပွဲဆက်တိုက်နိုင်အပြီးမှာနိုင်ပွဲကရက်တန့်သွားတယ်။အဲဒါမျိုးလို့နောက်ဆုံးအနေနဲ့ပေါ့နော်ကျတို့ဒီ15မက်ရထားနေတဲ့အချီနီကနေတစဉ်17မက်လာပါလေသူ17မက်လာကျတို့ရထားတာဆိုတော့အချီနီကတော့ထင်သလောက်ကြီးမကောင်းဘူးပေါ့ဗျာတိုးတိုးလေးပဲ ။ MOD ရဲ့လက်အောက်မှာဆိုလို့ရှိရင်သုံးပွဲစစ်တိုက်နိုင်တာပထမဆုံးပဲ။ဆိုတော့လက်ရှိမှာဆိုလို့ရှိရင်တည်ကြသွားတယ်။ City Ground မှာသူတို့မနိုင်တာဘယ်လိုပြောမလဲနှစ်နဲ့ရှိချီရှိပါပြီ။အထူးသဖြင့်ကျွန်တော်အနေနဲ့ဒီဘယ်လိုပြောမလဲဟိုပြီးခဲ့တဲ့နှစ်ဒီမှာဆိုလို့ရှိရင်လည်းပဲပေါ့နော် City Ground မှာဆိုလို့ရှိရင် United ကရုံးကန်ပြီးတော့ပဲကျွန်တော်ပြန်လာရတယ်အမှတ်ပလာနဲ့ဆိုတော့ဒီမှာတော့တည်တမှတ်ရတယ်ပေါ့လေ။ဆိုတော့ ဟို Nordian Forest တွေတော့ဒီပွဲကတရေတမှတ်ရနိုင်ခဲ့တာကတော်တော်ချီနီကောင်းပါတယ်ဘာလို့လဲဆိုတော့သူတို့အနေနဲ့အမှတ်တီလိုးနေတာပါတက်နေတယ်မှာတက်မှတ်ဆိုလဲတက်မှတ်သုံးမှတ်ဆိုလဲသုံးမှတ်အမှတ်တီလိုးနေတာရှောင်းနိုင်ရဲ့အတင်းကအချီနီမကောင်းပါဘူးဆိုတော့ဒီရာဒီမာရင်နီးပြအပြောင်းလဲ၃ရောက်လောက်ရှိထားတဲ့အတင်းတင်းအတွက်တည်ငြိမ်မှုတွေပြက်ပြားနေတယ်ဆိုတော့ကျွန်တော်ကောင်းကောင်းတွေးနိုင်တယ်အခုလည်းပဲသူတို့အနေနဲ့အဆင့်၁၆မှာပေါ့နော် အဆင့်19မှာကျွန်တော်တို့က6မှတ်ပဲသူရထားသေးတယ်။ဒီတရားဒီလုံးမှာတပွဲပဲအနိုင်ရထားသေးတယ်ပေါ့။ဒါကလည်းပဲကျွန်တော်တို့နေပထမနီးပြဖြစ်တဲ့နူနူဆန်တိုးစီရဲ့လက်အောက်ကနေလာတာ။တိုက်စေးက9ခုပဲတွင်းထားပြီးတော့ခန်းစစ်က19ခုထိပေးထားရတယ်။ဒါတော်တော်လေးအချိန်ကြီးဆိုးတဲ့အနေအထားမျိုးပါ။ဒါကြောင့်ဟို Forest အနေနဲ့အိမ်ဝင်းမှာတည်တမတ်ရနိုင်ခဲ့တာတောင်မှသူတို့တို့တော်တော်အချိန်ကြီးကောင်းတယ်လို့ပြောရမယ်ပေါ့နော်။ဟိုဘာလို့လဲဆိုတော့သူတို့ကကြားထဲမှာလည်းဥရောပပွဲစဉ်တွေရှိသေးတော့ Norian Forest တို့ကဟိုဘယ်လိုပြောမလဲ။ မန်ချက်စတာယူနိုက်တက်လိုမျိုးအသင်းနဲ့ပွဲမျိုးမှာတရေတမှတ်ရတယ်ဆိုတော့အများကြီးနေကောင်းတဲ့အနေအထားမျိုးပါဆိုတော့ဥရောပမှာသူတို့ဘာတွေဆက်လုပ်ပြနိုင်မလဲကျွန်တော်ကြည့်ရမယ်ယူနိုက်တက်တော့တပတ်မှတပွဲကစားနေရတဲ့အချိန်မှာ Forest လို့သူများအသင်းနေတွေ့ရင်အနိုင်ရနေတဲ့အသင်းတသင်းကို United ကတွေ့တဲ့အခါအနံမယူနိုင်ခဲ့တာကတော်တော်လေးစိတ်ပြည့်စရာပါတော်တော်လေးစိတ်ပြည့်စရာပါသူတို့ပြင်ဒီပွဲမှာဆိုလို့ရှိရင် Norian Forest လောက်ကောင်းအောင် ကစားပေးနိုင်ခဲ့တာမျိုးကြီးကျွန်တော်မရှိဘူး နော်ဟို United ရဲ့ဒီရာဒီခန်းစည်းကတော်တော်လေးကိုစိုးဝါးတဲ့နေရာမှာပါပါတယ်တခြားကလပ်အသင်းကြီးတွေခန်းစည်းကိုအကောင်းဆုံးပုံစံနဲ့တွားနေကြတဲ့အချိန်မှာ United ခန်းစည်းကတော်တော်ကိုစူးစူးဝါးဝါးဖြစ်နေတာဒီရာဒီဆယ်ဘွဲကစားပြီးတဲ့အချိန်မှာခန်းစည်းက16ဂိုးဒီကျွန်တော်ပေးထားရပါတယ်ဒါကြောင့်မနော်တိုက်စည်းကဘလောက်ပဲဂိုးသွင်းသွင်းခန်းစည်းကကျွန်တော်ပေးဂိုးဒီများနေတဲ့အတွက်ဘလူးမန်ကိုရက်လက်ကောင်းနေကစက်တိုက် United ဆိုတာမျိုးကျွန်တော်မရှိခဲ့ဘူးဒီပွဲမှာဆိုလို့ရှိရင်လည်းအမြင်ဘောတွေကတော်တော်ကိုဒုက္ခရောက်ခဲ့ရတာသူတို့အတွက်ဒါအပြင် ပေးလိုက်ရတဲ့ဂူကလည်း2မိနစ်မှာ2ဂူလောက်ထိပေးလိုက်ရတာဆိုတော့တော်တော်ကိုအချင်းကြီးဆိုးလို့ပါတယ်အဲတော့နီးပြပြတဲ့ရူပင် MOD တွေတော့စိတ်ပြက်စရာပွဲတွေပဲတိုက်စစ်တုံးအောင်စလုံးကလည်းဘာမှန်သူသူကြာကြာကောင်းတဲ့ performance ဒီမပြနိုင်ခဲ့ဘူးပေါ့နော်ဒီပွဲမှာဆိုတော့9ပွဲရက်တန်ခဲ့ရပြီပေါ့လေလာမယ့်တစ်ပတ်မှာဆိုလို့ရှိရင်စပါးနဲ့တွေ့မှာဆိုတော့သူတို့ဘာလုံးနိုင်မလဲပေါ့ဆိုတော့နောက်တစ်ပွဲကသူတို့ London Derby ဖြစ်တဲ့စပါးနဲ့ Chelsea တို့ရဲ့ပွဲပါဒီပွဲမှာတော့ Chelsea ကအဝေးကွင်းမှာ1-0ဆိုတဲ့ရလနဲ့နိုင်ရထားပြီးတော့ စပားကိုတွေ့တိုင်းအနိုင်ယူတတ်လေးရှိတဲ့အနေထားကဆက်ပြီးတော့ပြသသွားပါတယ်။ဒါတော့မှပေါ့နော်ကျွန်တော်3-0 4-0ကျွန်တော်ဖြစ်ရမှာ။နော်ဒီ Manchester ဘာလဲ sorry ဒီ Chelsea ရဲ့ကစားမားတွေဂျီမီကစ်တင်းစတို့လူကစားမားတွေဂျွာဘက်ထရူတို့ကစားမားတွေညံခဲ့လို့နော်အဆုံးသက်မတီးကြခဲ့လို့တော်တော်လေးတိုင်ပတ်သွားတာ။ကျွေးကျွေးတော့လေသိတယ်မလား။ဖြည့်တွေးကြတာဗောလီနော်အာနော်ဘိုလီဗီလိုထောင်ကန်လိုက်တာမထိန်လျရတာမဟုတ်လို့ဘာလို့ပေါ့။တကယ်တမ်းကအဲ့ဒါတွေကနိုင်လို့သာဖြည့်တွေးနိုင်တာ။ တကယ်တကယ်တည်ရင်ကြာသွားမယ်ဆိုလို့ရှိရင်ဒါတွေကဖြစ်တွေ့နိုင်စရာအကြောင်းမရှိဘူးဘာလို့လဲဆိုတော့တကယ်တကယ်အတင်းကပွဲကိုဖျက်ဖို့လူနေတဲ့အချိန်စိတ်ပူစရာတွေအလုံးကိုရက်တန့်ဖို့ကြိုးပမ်းနေတဲ့အချိန်မျိုးမှာအဲ့ဒါလိုအလုံးနေတယောက်ချင်းတယောက်တွေ့တဲ့အလုံးနေဟာဝင်ဖို့မျောလင့်ထားကြလို့ပဲဆိုတော့ကျွန်တော် Chelsea အနေနဲ့တော့ဗောနော်ဟိုတိုင်ပက်နေတဲ့ဒီယာဒီမှာတိုးတိုးလေးပဲလက်ရှိ D9 ပွဲကြောင့်တော်တော်ကြီးကိုအဆင်ပြန်ပြေလာပြီးတော့ခံစစ်ပြဿနာတွေကိုလည်းဒီပွဲမှာစပါးရဲ့ဘာမှမလုပ်နိုင်ခဲ့တဲ့အချိန်နေအတူ တို့တွေခံစစ်ကကြစ်လစ်တာတွေဒီပွဲပြလာနိုင်ခဲ့တယ်ဆိုတော့ clean sheet ၄ပဲကျွန်တော်ရတယ် Chelsea ကဒီပွဲနိုင်ခဲ့တဲ့ခါကျတော့ကျွန်တော်အဆင့်6ကိုပြန်ရောက်လာပြီပေါ့နော်အဆင့်6ကိုပြန်ရောက်လာပြီဆယ်ပွဲကစားပြီးတဲ့ချိန်တရာဒီမှာတို့5ပွဲနိုင်2ပွဲတီ3ပွဲရှုံးရဖြစ်ထားပြီးတော့တိုက်စစ်က18ကို18ကိုရခံစစ်က17ကိုပေးရရင်ねအဆင့်6နေရာကိုတို့ရောက်လာပြီပေါ့နော်စပါးနဲ့အမှတ်တူတူပဲပေါ့ဗျာစပါးကတော့တို့အထက်မှာပေါ့အဲ့တော့နီးပြမာရက်စကာအတွက်ကတော့ဒဏ်ရာပြဿနာတွေအများကြီးကြုံနေရတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင် ဒီလောက်ထိလုတ်ပြနိုင်ခဲ့တာကတော်တော်လေးအချိန်ကြီးကောင်းတယ်လို့ကျွန်တော်ပြောရမယ်အဲဆိုတော့တစ်ဖက်ကကျွန်တော်စပါအတွက်တော့ဒီပွဲကဗျာတော်တော်စိတ်ပျက်စရာပါဟိုဘယ်လိုပြောမလဲတောမတ်စရန်အတင်းအတွက်ပေါ့နော်ဘာ creativity မှလည်းကျွန်တော်ဒီပွဲမှာမရှိခဲ့ဘူးကျွန်တော်တို့ဒီ open play ကနေပြီးတော့ဘာအန်ဒီယမန့်ကိုကျွန်တော်မပေးနိုင်ခဲ့တာကွင်းလင်မှာဆိုလို့ရှိရင်လည်းတော်တော်ကြီးကိုဆွဆွပြပြကြီးကျွန်တော်တွေးခဲ့ရတယ်တိုက်စစ်မှာလည်းဘာအန်ဒီယမန့်ကျွန်တော်မရှိဘူးစပါးမှာလည်း injury ပြဿနာတွေအများကြီးပါတိုးတိုးလည်းပဲသူတို့ကစားတဲ့အနေထားကချယ်ဆီကိုဒုက္ခပေးနေတဲ့မျိုးကျွန်တော်ဘာမှမရှိခဲ့ဘူး ဲ့တော့စပားအနေနဲ့အိမ်ဝင်းမှာစိပြက်စရာကောင်းတဲ့အနေထားတစ်ခုနဲ့သူတို့တွေ1စီးဆိုတဲ့ရာထဲနဲ့သူတို့သာရှုံနေသွားရတယ်ပေါ့နော်နောက်တစ်ပွဲကကျွန်တော်တို့ကလီဗာပူးတင်းနဲ့အက်စတွန်ဗီလာတို့ရဲ့ပွဲပေါ့လေလီဗာပူးတင်းကတော့ကျွန်တော်တို့ကနိုင်ပွဲတွေเนาะပြန်ပြီးတော့ယူပြနိုင်ဖို့လိုတဲ့အခြေအနေမျိုးမှာနှစ်ကိုးကိုမရှိဆိုတဲ့ရလနဲ့အက်စတွန်ဗီလာကိုနိုင်တယ် เนาะနိုင်ပြီးတော့ကျွန်တော်တို့ဒီဝင်မတန်ဂိုးလိုနေတဲ့ဆာလာတို့เนาะပြီးလို့ရှိရင်ကွင်းလယ်မှာအားထားတဲ့ Ryan Gravenberg တို့ဒီကစားမတွေဂိုးပြန်သွင်းနေပေါ့လေနှစ်ဂိုးဂိုးမရှိနေပါဘူးအော်ဒီညမှာတော့ပြလို့ရမယ်ကျွန်တော်ကတော့ဘာလို့ရခဲ့တဲ့ twin ဂိုးတွေကဖြစ်ကလေးစင်နိုင်ခဲ့သည့်တိုင်အောင်ဟိုလီဗာပူးသင်းရဲ့ဒီ performance ကဒီတရားဒီလိုမှာကျွန်တော်ကတော့အကောင်းဆုံး performance လို့ကျွန်တော်ထင်တယ် Aston Villa အနေနဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေကိုပြန်ကြည့်ရင်သူတို့ကတကယ်ကောင်းတဲ့ performance တွေကိုပြထားတာပါဇက်တိုက်ရလက်ကောင်းတွေသူတို့ပြထားတာအဲ့တော့တောင်းချောက်ဆိုလို့ရှုံးပွဲတွေဂျုံနေရတဲ့ level အတွက်တိုင်ပက်နိုင်နေဆိုတဲ့နေထိုင်မှုကျွန်တော်မြင်ခဲ့ကြတာပေါ့နော်သို့သောအိမ်ဝင်းမှာကစားခဲ့တဲ့ဒီပွဲမှာ level တော်တော်ကောင်းခဲ့တယ်ရခဲ့တဲ့ဂိုးတွေကထင်တယ်လို့ကောင်းခဲ့တာမဟုတ်ဘူးထားပါတော့ပထမဂိုးဆိုလို့ရှင်ဆာလာဂိုးဆိုလို့ရှင်မာဒီနက်ဆရဲ့အမားကနေတစဉ်ဆာလာကတောင်းချောက်သွင်းမလိုက်တဲ့ဒုတိယဂိုးဆိုလို့ရှင်ဗျာနော်ကျွန်တော်တို့ဒီပေါင်တော်ရက်စီကိုကန်တီမှုကျူပန်နဲ့ဗန်ဒိုက်ကောင်းတဲ့ချပေးတယ် ကွင်းလေကိုရောက်တယ်နောက်တစ်ယောက်ထပ်ပြီးတယ်အဲ့တော့ကကျွန်တော် green badge ကူပြီးတယ်ဆွဲပြီးတယ်ကန်နဲ့ deflect ဖြစ်ပြီးတော့ဝင်သွားတယ်ပြင်ညာကရသွားတဲ့ဂိုးတွေကဟိုသူ့အကြောင်းနဲ့သူတော့ရသွားတဲ့ဂိုးတွေကြီးပဲဆိုတော့ရန်ချင်းကြီးကောင်းတဲ့နေရာမှာရှိခဲ့ဘူးဒါပေမဲ့လို့တသိန်းလုံးရဲ့ overall performance ကအများကြီးကိုကျွန်တော်ကောင်းခဲ့တာဒါကြောင့်လီဗာပူးသင်းအတွက်တော့ဒီပွဲ9ပွဲက imminent အရေးကြီးခဲ့တယ်ဘာလို့လဲဆိုတော့ဒါပြီးရင် Real Madrid နဲ့ Champions League ကစားမှာဖြစ်လို့ပဲအဲ့လိုနေထားကိုမှကျွန်တော်အိမ်ဝင်းမှာပြန်ပြီးတော့9ပွဲယူနိုင်တာတော်တော်ချင်းကြီးကောင်းပါတယ်အထူးသဖြင့်10ပွဲမှာဆိုလို့ရှိရင်လည်းပဲ လူငယ်တွေတုံးခဲ့တာပဲပြပြပါပဲပြပြပေါ့နော်အင်ကွင်းမှာ Crystal Palace ကို EL Fan Cup မှာသူတို့ရှုံးထားတာကိုအဲ့တော့ဒီပွဲမှာသူတို့ပြန်ပြီးတော့အနိုင်ယူနိုင်ခဲ့ပြီးတော့အဆင့်၃နေရာမှာပြန်ပြီးတော့ရောက်လာတယ်ဒီပေါ့တော်တော်တော်ကိုချီနီကောင်းတဲ့နေသားမျိုးပါเนาะဆိုတော့ညီတို့ဒီတော့ဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲဆိုတော့နောက်တစ်ပွဲကိုကျွန်တော်ဆက်ပြီးတော့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တော့နေသားကပြဘယ်လိုပြောမလဲပွဲတွေကတော့ဗောနော်ပွဲတွေကတော့ကျွန်တော်တို့ဒီပွဲမှာဆိုလို့ရှိရင်ဒါပါတော့ဒီဘန်လီတို့ပါတော့ကျွန်တော်ရှိတယ်ဗောဘန်လီနဲ့အာဆင်နယ်ရှိတယ်เนาะအာဆင်နယ်ဒီနဲ့ ီလိုမျိုးနိုင်ပွဲတွေကသူတို့အတွက်ဘာမှသိပ်မဟုတ်ဘူးလို့တော့ကျွန်တော်ပြောရမှာလားပဲဟာဆိုတော့အာဆင်နယ်ဟာအဆင့်တနေရာမှာကျွန်တော်ဆက်ပြီးတော့ရှိနေသေးပဲဘန်လီကွင်းမှာပေါ့နော်အာဆင်နယ်တို့ကအရင်ကြီးမခက်ခဲခဲ့ဘူးဒါပထမပိုင်းပထမပိုင်းရတဲ့2ဂိုးနဲ့ပဲဆိုဆိုကျွန်တော်တို့ဒါအချိန်ကြီးရမကောင်းဘူးဗျာတည်လားနော်ဟုတ်ဆိုတော့ဘန်လီတို့ကပြောတာပါနော်ဆိုတော့ကြောင့်အာဆင်နယ်တို့ကတော့ဆက်ပီးစတစ်ကနေရဲ့ဂိုးတွေကျွန်တော်ရတဲ့ကောင်တာအထက်တီကနေလည်းဂိုးတွေသွင်းနိုင်နေအခုလက်ရှိဒီပွဲမှာဆိုလို့ရှိရင် clean sheet လက်ထက်ရတော့အာဆင်နယ်ကနောက်ဆုံး9ပွဲဆက်တိုက်ကိုပဲ ကလင်းရှိဆက်တိုက်ယူထားတယ်လို့တော့ကျွန်တော်ပြောရမယ်နော်အာဆင်နယ်ရဲ့ခံစစ်ကွင်းလေတိုက်စစ်ပိုင်းကလိုအပ်ချက်ဆိုတာတော်တော်လေးကိုရှားလာတယ်အဲတော့ဒီပွဲမှာဆိုရင်အာဆင်နယ်တို့ကဘာမှန်ကျွန်တော်တို့ထူးထူးခြားခြားပြောစရာ မလိုတော့တဲ့အထိကိုတိတ်ပြီးတော့မထူးဆန်းနေတော့မထူးမထူးဆန်းနိုင်တော့တဲ့နိုင်ပွဲလို့တော့ကျွန်တော်ပြောရမယ်ပေါ့နော်နောက်တစ်ခုကဒီပွဲမှာဆိုရင်သူတို့ခေါ်လာတဲ့တိုက်စစ်ကစားမဖြစ်တဲ့ဗီဒီယိုခရက်စီရဲ့ကျွန်တော်တို့အကောင်းဆုံးပွဲလို့တော့ကျွန်တော်ထင်တယ်လက်ရှိအာဆင်နယ်ကိုရောက်ပြီးကလေးကပေါ့နော်ဆိုတော့2-0နဲ့အာဆင်နယ်က9နေပေါ့လေဆိုတော့ဘရိုက်တန်ကလည်း3-0ကိုမရှိဆိုတဲ့ရလနဲ့ တန်တက်လီးစ်ယူနိုက်တက်အသင်းကိုကျွန်တော်တို့နိုင်ပါတယ်ဘရိုက်တန်အတွက်လည်းဘယ်လိုပြောမလဲဒီယာဒီထင်တယ်လို့ထင်အချင်းကြီးကောမန်ထားတဲ့အနေထားမျိုးထူးထူးပြင်ပြီးခဲ့တဲ့တပတ်ကမန်ချက်စတာယူနိုက်တက်ကိုရှုံးနိမ့်ထားတဲ့အနေထားမျိုးမှာသူကဒီပွဲနိုင်ဖို့လိုခဲ့တာသုံးဂိုးကိုမရှိဆိုတဲ့ကြမ်းနဲ့အပြည့်ပြည့်တတနိုင်နေပေါ့နော်ဆိုတော့ဝူဘာဟန်တန်ကတော့၃ဂိုးကိုမရှိဆိုတဲ့ရလနဲ့ဖူလန်ကွင်းမှာသူတို့ရှုံးနေရှုံးပြီးတဲ့နောက်ပိုင်းမှာနီးပြားဖြစ်တဲ့ ဗီတာပါရဒါလာနော်သူ့ကိုကျွန်တော်ကဝူဘန်တန်ရဲ့ဘက်ကထုတ်ပယ်လိုက်ပါပြီဆိုတော့၃ဂိုးကိုမရှိနဲ့ရှုံးနေပြီးတော့ဒီတရာဒီလုံးလုံးဝနိုင်ပွဲတစ်ပွဲမှရှိမထားတဲ့အခြေအနေမျိုးမှာနီးပြအပြောင်းလဲဖြစ်ခံလေရတော့တာဆိုတော့ဖူလန်ကအရင်ကတည်းကအတင်းကြီးတွေတွေသူတို့ရဲ့ creeping creeping coach တွေမှာဆိုလို့ရှိရင်တော်ကိုဒုက္ခပေးနေတဲ့အတင်းချစ်ချစ်လေးလေးတုံ့ပြန်နေတဲ့အတင်းမျိုးပါဘူဘာဟန်တဲ့အတွက်ဒီပွဲရှုံးနေကြတာကတော့တိတ်ပြီးတော့အံအားသင့်စရာရှိလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ဒီညကတော့ကျွန်တော်တို့က WhatsApp နဲ့ ညူကာဆယ်တို့ရှိမှန်ကစားသွားတဲ့ဘက်မှာကာဆယ်ဘက်ကတော်တော်ကိုဆိုးဆိုးပြပြချီသွမ်းမျိုးကိုကျွန်တော်တွေ့ခဲ့ရတယ်ကျွန်တော်ပွဲပြီး30ချက်ဗီဒီယိုဒီမှာပြောသလိုပဲညူကာဆယ်ကဒီပွဲအဲ့ဒီပွဲကစားသွားတာတအားတိုင်ပတ်လုံးပါတယ်ဒီထက်အများကြီးပိုကောင်းနိုင်ခဲ့ရတဲ့တဲ့ကောင်းအောင်မကစားနိုင်ခဲ့တာတော်တော်တော်တိုင်ပတ်ပါတယ်ညူကာဆယ်နေနေပေါ့နော်ဟိုကာဆယ်မှာကစားမကောင်းနေရှိတယ်နွေရာဒီမှာလည်းသူ့ဟာနေသူအစားထိုးထားတယ်ဆိုပေမဲ့အဲ့အစားထိုးထားတဲ့ကစားမတွေကိုပွဲထွက်လူစင်းမှာပါအောင်တော်မှတိုက်စစ်ကဝေါ်တာမာတာကလွှဲရင်မတုံးနိုင်သေးတာကလည်းတော်တော်ကိုပြဿနာကြီးတယ် ဆိုတော့ဒီပွဲမှာဝက်ဆမ်ကိုရှင်သွားတဲ့ပုံစံကတော်တော်လေးကိုစိတ်ပျက်စရာပါဝက်ဆမ်အတွက်တော့နီနိုဆန်တို့ရဲ့ပထမဆုံးနိုင်ပွဲဖြစ်တယ်သူတို့ဒီယာဒီလိုအပ်နေတဲ့နိုင်ပွဲကိုယူနိုင်ခဲ့တာလည်းဖြစ်တဲ့အတွက်เนาะဒါ3-1ဆိုတဲ့ရလက်ကကျင်းနေစရာပါဆိုတော့အင်ရှင်ဝက်ဆမ်တို့ကအများကြီးကျင်းနေစရာနောက်တစ်ခုကကျွန်တော် Manchester City ပေါ့ City တို့ဒီနိုင်ပွဲအနိုင်ရလိုက်တယ်သူတို့ဒါအဆင့်နှစ်နေရာကိုပြန်ရောက်လာပြီအဆင့်တက Arsenal အတွက်ပဲဖြစ်ဖြစ်သူတို့အောက်က Liverpool အတွက်ပဲဖြစ်ဖြစ်ပေါ့နော် တို့ဒီ title challenge တွေဒီ၃သင်းသွားနေတဲ့အချိန်မျိုးမှာ Manchester City ယာဒီစဘလောက်ပဲတိုင်ပက်တိုင်ပက်အခုဆိုအဆင့်နှစ်ပြန်ရောက်လာပြီဆိုတာမျိုးကအဆင့်တစ်မှာဥဆောင်နေတဲ့အသင်တွေသတိထားကြပါ။ Arsenal လည်းရှိချိန်မှာဆိုလို့ရှိရင်အသင်ကြီးတွေနဲ့လွဲရင်ကျန်တဲ့ဘယ်အသင်းကမှသူတို့ကိုတိတ်ပြီးတော့ဒုက္ခပေးနိုင်စွမ်းရှိတဲ့ level မှာမဟုတ်တော့ဘူး။ เนาะอาร์เซนอลเนี่ยตลอดอยู่ก็ก้าวลงนี่ပြီးတော့သူတို့ကိုတက်စိန်ခွန်နိုင်စွမ်းရှိတဲ့အသင်းဆိုတော့တော်လေးကိုရှားနေပါပြီဆိုတော့ခုနကပြောလို့လီဗာပူးတို့မန်ချက်စတာစီးတီးတို့ဒီလိုအသင်းတွေရှိမလားပေါ့เนาะဒီလိုအသင်းတွေစိန်ခွန်နိုင်မလားပေါ့ဒါပဲကျွန်တော်ကြည့်ရမှာပဲအဲ့တော့ဒီမှာဆိုလို့ရှင်မန်ချက်စတာစီးတီးကတော့ကျွန်တော်ပြန်ရောက်လာပြီစီးတီးအနေနဲ့အဆင့်ဒါအဆင့်2မှာ16မှတ်ရလာပြီဆိုတော့သူတို့ထဲ6မှတ်တာနေတဲ့အာဆနယ်ကိုသူတို့တောက်ချောက်ဒုက္ခပေးနိုင်မလားပေါ့ဟာလန်ကလည်းဟာလန်ပဲဂိုရီသွင်းနေစေပဲဒီအာဒီမှာဆိုလို့ရှင်73ဂိုရီသူသွင်းယူပြီးသွားပါပြီမန်ချက်စတာစီးတီးရဲ့ဒီအာဒီ ကျွန်တော်ဘယ်လိုရောက်မလဲ twin ကိုအများဆုံးထိတ်ဆုံးက2ယောက်ကိုကျွန်တော်တို့ကြည့်ရင်ဟာလန်နဲ့အုံကိုပဲကျွန်တော်တို့ရှိတာเนาะဆိုတော့ဟာလန်ကအဲ့တလောက်ဒီဂိုးတွေအများကြီး twin ထားပါတယ်เนาะဆိုတော့ညီကလေးနေနေရောဒီတစ်ပတ်ပွဲစဉ်နေနဲ့ပတ်သက်လို့ဘယ်လိုမြင်ခဲ့ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်